2025ခုနှစ်နှစ်ဝက်မှာဝေဝင်ကန်ကောင်းလာတော့မယ့်နေ့နဲ့၅ခုအကြောင်းကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်။ဆရာအခုဆိုရင်2025ခုနှစ်ရဲ့နှစ်ဝက်ကိုရောက်ရှိလို့လာပါပြီ။တော့နှစ်ဝက်ဆိုတာကတော့ဆရာတို့၁လပိုင်းကနေ၆လပိုင်းဟိုနှစ်ဝက်လို့ပြောတာဖြစ်ပါတယ်။9လပိုင်းကနေ17လပိုင်းထိကိုလည်းနှစ်ဝက်လို့ပြောပါတယ်။ပြောတာဖြစ်ပါတယ်။အဲ့တော့အခုအခုလာမယ့် နှစ်ဝက်9လပိုင်းကနေပြီးတော့12လပိုင်းမှာငွေဝင်ကန်ကောင်းလာပြီးတော့အဆဆအရာရာအစဉ်ပြေချောမွေ့လာတော့မယ်နေ့နံ9ခုအကြောင်းကိုဘီရင်ဟော့ဂိန်းကိုဆရာကပြောပြပေးသွားမှာဖြစ်ပါတယ်။နော်ဆရာတို့အခု9လပိုင်းကနေစပြီးတော့12လပိုင်းကြီးနှစ်ဝက်မှာကန်ကောင်းလာတော့မယ်နေ့နံ9ခုကတော့တနင်္ဂနွေရဲ့တောက်ကြရဲ့စနေရဲ့ဗုဒ္ဓဟူးရဲ့အင်္ဂါရဲ့ဖြစ်ပါတယ်။ဒီနေ့နံ9ခုပါဆိုရင် 2025ခုနှစ်နှစ်ဝက်ဖြစ်တဲ့9လပိုင်းကနေ12လပိုင်းအတွင်းမှာငွေကြေးကန်ကောင်းလာတော့မယ်ငွေဝင်လာတော့မယ်မိမိရဲ့ကန်စာတာဟာတိုးတက်အောင်မြင်လာတော့မယ်ကန်ကောင်းခြင်းတွေရရှိလာတော့မှာဖြစ်ပါတယ်အဲ့တော့အခုဆရာပြောပြသွားတဲ့တနင်္ဂနွေရဲ့တောက်ကြရဲ့စနေရဲ့ဗုဒ္ဓဟူးရဲ့အင်္ဂါရဲ့ဒီနေ့နဲ့၅ခုဟာနေ့အစဖြစ်တဲ့တလပိုင်းကနေ6လပိုင်းအတွင်းမှာကန်ဆိုးနေရာတွေရှိမယ်ကန်နေနေရာတွေရှိမယ်ကန်စာတာညံ့နေရာတွေရှိမယ် ဝင်မဝင်ဖြစ်နေရာတွေရှိမယ်စီးပွားရေးတွေကျဆင်းနေရာတွေရှိမယ်အဖက်ဖက်မှာရှုံးနှိမ့်မှုတွေအဖက်ဖက်မှာကျဆင်းမှုတွေအဖက်ဖက်မှာအဆင်မပြေမှုတွေရှိနေရတဲ့အားလုံးဆရာတို့ပျောက်သွားပြီးတော့မှခုနလပိုင်းကနေစပြီးတော့ကန်ကောင်းပြီးတော့ငွေဝင်လာပြီးတော့အဆဆအရာရာအဆင်ပြေလာတော့မှဖြစ်ပါတယ်ဆရာကူပြောပြသွားတော့မယ်နေ့နံ၅ခုပါဆိုရင်ဆရာတို့ပေါ့နော် အလောက်ကိုင်းနဲ့ပတ်သက်တယ်ဆိုရင်ဆရာတို့နိုင်ငံများသွားဖို့လှုပ်ထားတဲ့သူတွေဆိုရင်နိုင်ငံများကိုသွားရခြင်းရှိရဲ့မိမိရည်ရွယ်ထားတဲ့နိုင်ငံတွေမှာပြင်းကြောင်းသွားတတ်တာမျိုးတွေအလုံးလှုပ်တာမျိုးတွေဆိုရင်အဆင်ပြေနိုင်တယ်တိုးတက်အောင်မြင်နိုင်ပါတယ်ဆရာတို့နောက်တစ်ခု9လပိုင်းကနေ17လပိုင်းအတွင်းမှာဆရာခုနပြောတဲ့နေ့နဲ့9ခုပါဆိုရင်အလုံးအစ်စ်အကူအပြောင်းလုပ်မယ်ဒီအလုံးကနေထွက်ပြီးတော့နောက်အလုံးကိုလုပ်မယ်ဆိုရင်လည်းအဆင်ပြေနိုင်တယ်အဆင်ပြေချုံးမွေနိုင်တယ်အစအစအရာရာမှာလည်းအောင်မြင်တိုးတက်နိုင်ပါတယ်နောက်တစ်ခု အလုံးလက်မဲ့ဖြစ်နေတဲ့သူတွေပေါ့နော်တလာပိုင်းကနေ6လပိုင်းအထိအလုံးလက်မဲ့ဖြစ်နေတဲ့သူတွေကလည်း9လပိုင်းကနေ12လပိုင်းအတွင်းမှာအလုံးအကင်တွေရရှိလာလိမ့်မယ်အခွင့်အလမ်းတစ်တွေပေါ်ပေါက်လာလိမ့်မယ်ကိုပိုင်စီးပွားရေးလှုပ်ရှင်တဲ့သူတွေလည်းအဆင်ပြေနိုင်သလိုကုမ္ပဏီတွေမှာတခြားလုပ်ငန်းတွေမှာလုပ်မဲ့သူတွေလည်းအလုံးရကိန်းရှိပါရဲ့နော်ပြီးတော့ဇာတ်တို့အလုံးကင်နဲ့ပတ်သက်ပြီးတော့အထက်လူကြီးကကိုယ့်ကိုကူညီရာစောင့်ရှောက်တာအထက်လူကြီးရဲ့ချစ်ခင်ဆောင်မမှုကိုရရှိရရင်လည်းကြုံရတတ်ပါရဲ့ဝန်ထမ်းတွေဆိုရင်လည်းဇာတ်တို့ယာရူးတိုးတာ နေရာကောင်းကိုပြောင်းရွှေ့ရတာလာတာတိုးတာမျိုးတွေလည်းကြုံရတတ်ပါတယ်เนาะအလုံးအစင်မပြေဖြစ်နေတဲ့သူတွေတောင်မှအလုံးအစင်ပြေတာပါလိမ့်မယ်เนาะဆရာတို့ ပြီးတော့စီးပွားရေးနဲ့ပတ်သက်ရင်ဆရာတို့ပေါ့နော်လုပ်ငန်းအစ်စ်လုပ်တဲ့လူတွေလည်းပိုလုပ်ငန်းလုပ်ငန်းအစ်စ်လုပ်တဲ့လူတွေလည်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေချောမွေ့နိုင်တယ်ပေါ့နော်ပြီးတော့ဆရာတို့စက်တူရှယ်ယာလုပ်ငန်းတွေလည်းဆရာတို့ပို့ပြီးတော့အကျိုးပေးနိုင်တယ်ပြီးတော့နောက်ခုလက်ရှိလုပ်နေတဲ့အလုပ်တွေကိုလည်းပို့ပြီးတော့တိုးတက်အောင်မြင်လာပါလိမ့်မယ်အောင်မြင်လာမှာတော့9လပိုင်းကနေ12လပိုင်းအတွင်းမဲ့ဖြစ်ပါတယ်เนาะစီးပွားရေးနဲ့ပတ်သက်ရင်တိုးတက်အောင်မြင်လာလိမ့်မယ်စီးပွားရေးတွေအောင်မြင်လာလိမ့်မယ် စီးပွားရေးလုပ်ငန်းအသစ်လုပ်မဲ့သူတွေလည်းအောင်မြင်လာလိမ့်မယ်လက်ရှိလုပ်တဲ့အလုပ်တွေလည်းအောင်မြင်လာလိမ့်မယ်နောက်တစ်ခုကတော့ဆရာတို့ပေါ့နော်ဒီစီးပွားရေးနဲ့ပတ်သက်ရင်အဆဆအရာရာအဆင်ပြေလာလိမ့်မယ်အယောင်းဝယ်လုပ်နေတဲ့သူတွေလည်းအယောင်းဝယ်တွေကောင်းလာလိမ့်မယ်အောင်းနေတဲ့ပစ္စည်းတွေလည်းရောင်းထွက်လာလိမ့်မယ်ကိုယ်ရောင်းကျင်တဲ့ဝယ်ကျင်တဲ့ပစ္စည်းတွေလည်းအယောင်းဝယ်တွေကောင်းလာပါလိမ့်မယ်ဆိုတာကိုဆရာအာမခံပါတယ် နောက်တစ်ခုကတော့အကျွေးရှိတဲ့သူတွေလည်းအကျွေးချေလာပါလိမ့်မယ်အကျွေးတွေများနေတဲ့သူတွေလည်းခုနလပိုင်းကနေ၁၂လပိုင်းတွင်းမှာအကျွေးတွေချေလာလိမ့်မယ်ပြီးတော့နောက်တစ်ခုလက်လွန်ထားတဲ့ငွေတွေလည်းပြန်ရရှိလိမ့်မယ်ပေါ့နော်အမှုရင်ဆိုင်ရတဲ့သူတွေလည်းအမှုကိစ္စတွေမှာလည်းအောင်မြင်ချောမွေ့နိုင်ပါတယ်နောက်တစ်ခုကဆရာတို့ဒီနေ့နဲ့နားလူပါဆိုရင်ခုနလပိုင်းကနေ၁၂လပိုင်းအတွက်အထီကိုငွေဝင်ခြင်းနဲ့အောင်မြင်တိုးတက်ခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်၅ပါးတိလဆရာတို့လုံဖို့လဲလိုပါတယ်။နောက်တစ်ခုကတော့ဆရာတို့ကျမ်းမာရေး ကျမ်းမာရေးမှာခြူချနေတဲ့သူတွေကျမ်းမာရေးညံ့နေတဲ့သူတွေလည်းကျမ်းမာရေးပြန်ကောင်းလာပါလိမ့်မယ်ပေါ့နော်ကျမ်းမာရေးတွေတိုးတက်လာလိမ့်မယ်ကျမ်းမာရေးခြူချတာတွေလည်းပျောက်လာလိမ့်မယ်ပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်းအောင်မြင်လာလိမ့်မယ်ဇာမူဝဲဖြစ်ထားတဲ့သူတွေလည်းအောင်မြင်တိုးတက်မှုရရှိလိမ့်မယ်နိုင်ငံများမှာပညာပညာတော်တင်သွားမဲ့လူတွေလည်းအဆင်ပြေတယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းအောင်မြင်တိုးတက်ပြီးတော့ကိုစူးစမ်းရင်စူးစမ်းတော့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်တိုးတက်လာပါလိမ့်မယ်နော်ကျမ်းမာရေးလည်းကောင်းတယ်ပညာရေးလည်းကောင်းလာလိမ့်မယ်နောက်တစ်ခုအိမ်တော်ရေး အိမ်တော်ရင်မှာတော့အိမ်တော်ကွဲနေတဲ့သူတွေလည်းအိမ်တော်ရင်ပြန်အဆင်ပြေလာလိမ့်မယ်အိမ်တော်ရင်အဆင်မပြေဖြစ်နေတဲ့သူတွေလည်းအိမ်တော်ရင်ပြန်ပြီးတော့အဆင်ပြေလာပါလိမ့်မယ်အိမ်တော်ရင်မှာတိတိတတ်တာကိုအိမ်တော်ရင်တိုးတက်ကောင်းမွန်လာပါလိမ့်မယ်အိမ်တော်ဘက်နဲ့အဆင်ပြေရာမျိုးတွေအိမ်တော်ဘက်နဲ့ပြန်ချစ်ပြန်ခင်တာမျိုးတွေဖြစ်တတ်ပါတယ်အချစ်ရင်မှာတော့ဆရာတို့ရည်စားမရှိတဲ့သူတွေကတော့စမ်းပွင့်တတ်တယ်လူချင်းလူခင်ပေါ်တတ်တယ်ရည်စားအစ်စ်ရတတ်ပါတယ်ချစ်သူအစ်စ်ရတတ်ပါတယ်နော်ချစ်သူချစ်သူရှိတဲ့သူတွေကတော့အချစ်ရင်အဆင်မပြေဖြစ်နေတဲ့နောက်မှာအချစ်ရင်ပြန်အဆင်ပြေလာပါလိမ့်မယ် နော်တယောက်နဲ့တယောက်တစ္ဆာရှိဖို့တော့လိုအပ်တယ်တစ္ဆာမရှိတဲ့ခါကျရင်အခြေအနေမှာပူပန်တော့ကများလာပြီးသုံးဝင်ဆိုင်ပြဿနာမျိုးဖြစ်တာ၄ကြုံရတတ်ပါတယ်အဲ့တော့ဆရာတို့အခုပြောသွားတဲ့နေ့နံ၅ခုပါဆိုရင်ဆရာတို့ခြုံပြောရမယ်ဆိုရင်9လပိုင်းကနေ17လပိုင်းအတွင်းမှာကန်ကောင်းပြီးငွေဝေလာတော့မှဖြစ်ပါတယ်ဘာတွေဆောင်ရမလဲဘာတွေရှောင်ရမလဲဆရာပြောပြပေးသွားမှာဖြစ်ပါတယ်နော်ပြီးတော့ဒီဗီဒီယိုလေးကိုလည်းဆရာတို့ share ထားပေးပါ comment မှာလည်းမိမိရဲ့နေ့နံကိုရေးခဲ့ပါဆရာ အကြောင်းအရာလေးဇာတာစစ်တာရေးလဲဆရာပြောပြပေးမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဆရာတို့ပေါ့နော်ဒီဗီဒီယိုလေးကိုတေချာပေါက်လေးဆရာတို့ share ထားပေးပါအဲ့ဒါမှခုနှစ်ရသားသမီးအားလုံးဒီဗီဒီယိုကို တွေ့ပြီးတော့မှကြည့်ပြီးတော့မှစောင်းရန်ရှောင်းရန်လေးတွေသိရမှာဖြစ်ပါတယ်ဒီနေ့နဲ့၅ခုပါဆိုရင်တော့ဆရာတို့ပေါ့နော်ခုနှစ်လပိုင်းကနေ၁၂လပိုင်းအတွင်းမှာအတက်နိုင်ဆုံးဝတ်သားအမဲသားလုံးဝမစားတာကောင်းပါတယ် အတတ်နိုင်ဆုံးခြေလေးချောင်းလုံးဝမဆိုင်တော့ပူကောင်းပါတယ်။နောက်ပြီးရင်ဖျားတရားများများလုပ်ပါကုသိုလ်ကောင်းမှုလေးတွေလုပ်ပါပြီးတော့ခိုးစားကျွေးရငတ်စားကျွေးရငားစားကျွေးရကြီးလည်းလုပ်ပေးပါ။ရှောင်းရမှာတော့ဝလာမေလာတာကြီးငါကြီးစားရတယ်လို့ဆရာတို့အတတ်နိုင်ဆုံးရှောင်းပေးပါပေါ့နော်။ပြီးတော့ဆရာတို့အပျော်ခရီးသွားတာမျိုးလေးတွေလည်းရှောင်းပေးပါ။အဲတော့ခင်ဗျားတို့ဒီနေ့ငယ်ငါးခုကကံကောင်းတာတော့မှဖြစ်တဲ့အတွက်ကို့မှာရည်ရွယ်ထားတာတွေစဉ်းစားထားတာတွေ အကြံဉာဏ်တစ်တွေအားလုံးကိုခုနလပိုင်းကနေစပြီးတော့အကောင့်ထဲပေါ်လို့ရပါပြီ။စိုင်တင်ဖွင့်လို့ရတယ်၊အလုပ်တစ်လုပ်လို့ရတယ်၊စီးပွားရေးအတစ်လုပ်လို့ရတယ်။နော်အိမ်ချမ်းမြေတိုက်ကအတစ်အကုန်လုံးဝယ်လို့ရပါတယ်။စပြီးတော့ကံကောင်းလာမှဖြစ်တဲ့အတွက်ဆရာကြိုပြီးတော့ဒါဒီဟော့ကိလေးကိုပြောပြထားပါဖြစ်ပါနေရတာဒီအားလုံးနှစ်ဝက်ကနေစပြီးကျမ်းမာချမ်းသာပြီးတော့တိုးတက်အောင်မြင်ပြီးတော့ဒီချမ်းမကလူနိုင်တန်းနိုင်ပြရလို့ဆရာဆူတောင်းပေးပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်